င်္ဂလာပါရှင်။ရန်ကုန်တိုင်းစည်နေစဉ်သတင်းရစီစဉ်တွေကိုတင်ဆက်ပေးပါမယ်။ကျွန်မကတော့မြန်မာဖက်ပေါင်းတင်ဆက်ပေးခြင်းတဲ့သတင်းအကြောင်းအရာတွေကတော့ကွမ်တမ်မကောင်ကိုထုတ်ပုံပြပွဲတွင်စီးပွားရေးအခွင့်အလမ်းများရှာဖွေရန်မြန်မာကိုဖိတ်ခေါ်ဆိုရတဲ့ နဲ့မြန်မာတရုတ်ချစ်ကြည်ရဲ့အသင်းဘဟုထို့ညီနောင်အသင်းများအဖြစ်နားလည်မှုစောင့်ချုံလွားရေးထိုးဆိုတဲ့သတင်းစီနှုံ160ကျပ်အတွင်ပြန်သက်ဆိုတဲ့သတင်းနိုင်ငံတကာသတင်းဘုတ်လေးနဲ့ ကပောင်းလုံးဆိုင်ရာကက်ယောဂါသဘောတူညီချက်ကျင့်သုံးရန်ကပောင်းကျမ်းမာရေးညီလာခံဆုံးဖြတ်ဆိုတဲ့တွင်အဆရှိတဲ့တွင်တွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ ထမအောင်တင်ဆက်ပေးခြင်းတဲ့သတင်းပုံလေးနဲ့ကွမ်တုံမကောင်ဦးထုတ်ကုန်ပြပွဲတွင် စီးပွားရေးအခွင့်အလမ်းများရှာဖွေရန်မြမကိုဖိတ်ခေါ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကောင်းမတ်သိတွေမြင့်တင်ဖို့နဲ့စီးပွားရေးအခွင့်အလမ်းတွေရှားဖွေဖော်ထုတ်ဖို့အတွက်အရေးပါတဲ့စဉ်ချမ်းတစ်ခုဖြစ်လာမယ်။ကွမ်တုံးနဲ့မကောက်အိုဒေတာကောင်းမတ်သိထုတ်ကုန်ပြပွဲမှာမြန်မာနိုင်ငံမှထုတ်ကုန်တွေပအဝင်ပြသဖို့ဖိတ်ခေါ်ထားတယ်လို့သိရပါတယ်။ ၁၉အကြိမ်မြောက်ကွမ်းသုံးနယ်မကောက်ဝသေးတာကိုဝမ်မှတ်သက်စိတ်ထုတ်ကုန်ပြပွဲ GMPPF ပြပွဲကို မကောက်ဝအထူးအုပ်ချုပ်ရေးဒေသအစိုးရမကောက်ဝကုံသွဲရေးနှင့်ရင်းနှီးမြှုပ်နှံမှုမြင့်တင်ရေးအဖွဲ့နှင့်တရုတ်ပြည်သူသမ္မတနိုင်ငံကွမ်းသုံးပြည်နယ်ကုသန်းရောင်းဝယ်ရေးဌာနတို့မှချင်းမှုကမကောက်ဝမြို့မှာဇွန်လ24ရက်နေ့ကနေ28ရက်နေ့အထိကျင်းပမှာဖြစ်ပါသည် တရုတ်နိုင်ငံပြည်မာကြီးရဝန်းနယ်ပိုလန်မှာဒေတာတလျှောက်ကအာဆီယံနိုင်ငံတွေအကြားကုန်သွယ်မှုမြင့်တင်နိုင်ဖို့မကောဝသေတာအနေနဲ့မြန်မာနိုင်ငံမှပြပွဲမှာလာရောက်ပြသမဲ့လုပ်ငန်းတွေရဲ့အတွက်ရှော့ပေါ်တက်တာခွင့်ရခွင့်လန်းတွေပံ့ပိုးပေးသွားမှာဖြစ်တဲ့သူဆိုပါတဲ့ ထားချောင်းမြန်မာနိုင်ငံမှာကုမ္ပဏီတွေအနေနဲ့မြန်မာပြာခန်းဧရိယာမှာပါဝင်ပြတာပြီးထုတ်ကုန်တွေအရောင်းမြင့်တင်ခြင်းနဲ့ရောင်းချခြင်းတွေပြုလုပ်နိုင်ဖို့ဖိတ်ကြားရာဖြစ်တဲ့လို့သိရပါတယ်။ 2024ခုနှစ်မှာပြုလုပ်ခဲ့တဲ့ GMBPF မှာလျှက်စစ်သုံးရှင်များအိမ်သုံးပစ္စည်းများအဝယ်အထည်သိပ္ပံနဲ့နည်းပညာဆိုင်ရာစံတေတီထွင်မှုထုတ်ကုန်များနေစဉ်သုံးပစ္စည်းများနဲ့လက်ဝှယ်ရတနာများအပါအဝင်အရေအသွေးမြင်ထုတ်ကုန်အမျိုးမျိုးပါဝင်ပြသခဲ့ပြီးပါဝင်တက်ရောက်သူဦးရေတသိန်းခန့် Business Mansion 400ခုပြုလုပ်နိုင်ခဲ့ကသဘောတူညီချက်65ခုအတွက်ညှိနှိုင်းဆောင်ရွက်ခဲ့တယ်လို့ဆိုပါတယ် ယခုနှစ်အတွက်ပြုလုပ်မဲ့ GMPPF မှာပောင်းဝင်ပြတာလူသူတွေအတွက်ရှော့ပေါ်တတ်တာခွင့်အခွင့်လန်းတွေပံ့ပိုးပေးသွားမှာဖြစ်တာကြောင့်မြန်မာနိုင်ငံမှာပောင်းဝင်ပြတာလူသူတွေအနေနဲ့မြန်မာကုံတွမ်းမှုမြင့်တင်ရေးအဖွဲ့ကုံတွမ်းမှုဖွံ့ဖြိုးရေးဌာနခွဲကိုဆက်သွယ်ဆောင်ရွက်နိုင်တယ်လို့သိရပါတယ်ရှင်။ဒုတိယသတင်းတစ်ပုဒ်အနေနဲ့ MCEF နှင့်မြမတယောက်ချီချီရဲ့အသင်းဗဟိုတို့ညီနောင်အသင်းများအဖြစ်နားလည်မှုစာချုပ်လွှာရေးထိုးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ် MCEF နဲ့မြန်မာတယုံချစ်ကြည်ရေးအသင်းဗဟိုထုညီနောင်အသင်းများအဖြစ်နားလည်မှုစားချွန်လွှာရေးထိုးပွဲအခမ်းအနားကိုယမန်နေ့က MCEF အစည်းအဝေးခမ်းမမှာကျင်းပခဲ့ပါတယ်အခမ်းအနားမှာ MCEF ဥက္ကဋ္ဌဦးရှိဝင်းနဲ့မြမသယုတ်ကြည်ကြီးရဲ့အသင်းဗဟိုဥက္ကဋ္ဌတိရိပြန်ချီဦးတင်ဦးထိုးမှနားလည်မှုစာချုပ်လွှာရေးထိုးကြပါသည် နားလည်မှုစာချုပ်လွှာမှာအသိအဖွဲ့၂ရက်အနေဖြင့်ကြည်ကြည်ရင်းနှီးမှုနဲ့အပြန်လှန်လေးစားမှုအပေါ်အခြေခံ၍မိဖန်ညီနောင်အသိအဖွဲ့အဖြစ်ရပ်တည်သွားကြရန်ပညာရေးဘာသာရေးရှင်းချင်းမှုလူမှုရေးအသိပညာဗဟုသုတနှင့်တည်ငြိမ်ချက်များဆိုင်ရာမျှဝေခြင်းများအောင်စဉ်ဆက်မပြတ်ပူးပေါင်းဆောင်ရွက်သွားကြရန် ိဖန်ညီနောင်အသင်းဖွဲ့များပိသားစွာ အချင်းချင်းအပြန်အလှန်ပံ့ပိုးကူညီဆောင်ရွက်ပေးခြင်းလိုအပ်သည့်များအားဖေးမာကူညီဖြည့်ဆည်းထောက်ပံ့ပေးခြင်းဖူးပေါင်းအကောင့်ထဲပေါ်ဆောင်ရွက်ပေးခြင်းတို့အားဆောင်ရွက်သွားချရန်အစရှိတဲ့အချက်တွေနဲ့လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်တယ်လို့ဆိုပါတယ် မြန်မာနိုင်ငံဆောင်းလုံရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်အနေနဲ့ယခုနှစ်ဆန်းပိုင်းခါလဲမြန်မာနိုင်ငံရုပ်ရှင်အစီအယုံနဲ့လုပ်ငန်းများအပြန်အလှန်ပူးပေါင်းဆောင်ရွက်ရေးအတွက်နားလည်မှုစောင့်ချွန်လွားတရက်ကိုလက်မှတ်ရေးထိုးခဲ့သေးတယ်လို့သိရပါတယ်ရှင်။ဆလပီ73စီစေးနှုံ160ကျပ်အတွင်ပြန်တက်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ပြီးခဲ့တဲ့ပတ်တွေကဇတိုက်ကြဆင်းနေတဲ့ရန်ကုန်အထိုင်း73စီစေးနှုံဟာအခုတပတ်မှာထော်တတိတာကို120ကနေ160ကျပ်အထွန်းပြန်လည်မြင့်တက်လာတဲ့လို့73စီတင်သွင်းတူလောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကတည်ရပါထိပြီးခဲ့တဲ့နှစ်ပတ်ကတတိတာကို130ကျပ်ကနေ140ကျပ်အထွန်းကျဆင်းခဲ့တဲ့92နဲ့95ဓာတ်စီစေးနှုံတွေဟာ အခုတပတ်မှာထော်တတိတာကို120ကျပ်အထိပြန်လည် ်တက်လာပါထိဒီဆဲစေးနှုံထွေကလည်းပြီးခဲ့တဲ့နှစ်ပတ်ကတလီတောင်ကို190ချက်ကနေ200ချက်အထိကျဆင်းခဲ့ပေမဲ့အခုတစ်ပတ်မှတော့တလီတောင်ကို120ချက်ကနေ160ချက်အထိပြန်လည်မြင့်တက်လာသေးလို့သိရပါထိ ကမ္ဘာရေနံစိမ့်စိနှုံတွေကတော့ဒီကနေ့မှအသက်စီကို60တရမ80ဒေါ်လာအထိရှိနေပြီးတပတ်တာတွင်ဒေါ်လာဝင်းကျင်အထိဈေးချစင်းလာကအခုလာတွင်ဒေါ်လာ60ဝင်းကျင်နဲ့အသက်ကျဖြစ်နေပါထင်လက်ရှိမှာပြည်တွင်းနိုင်ငံခြားသုံးငွေလဲလှယ်မှုနှုန်းထားတွေဟာအမေရိကန်ဒေါ်လာကို4430ကျပ်နဲ့အသက်ကျအနည်းငယ်ရှိနေပါသေး။ ြည်တွင်း73စီဈေးနှုန်းအနေနဲ့ကမ္ဘာရေနံဈေးနဲ့တွဲဝိုင်းဆက်ဆက်နေသလိုပြည်တွင်းနိုင်ငံခြားသောငွေလဲလှယ်မှုနှုန်းထားပြည်ပကဝယ်ယူရတဲ့အာရှပစိဖိတ်ဒေသအတွက်စင်ကာပူအခြေစိုက်နေစဉ်ပြန်မျှ73စီဈေးနှုန်းအပေါ်မှာတိုက်ရိုက်ဆက်ဆက်ပြီးအခြေခံတွက်ချက်ရတာဖြစ်ပါတဲ့ လက်ရှိမှာပြည်တွင်းနိုင်ငံသားသုံးဝေလဲလဲမှုနှုံထားတွေဟာအသက်ကြာအနေငယ်ရှိနေသလိုအခုလအတွင်းပြည်ပကဝယ်ယူရတဲ့73စီတွေဈေးနှုန်းကျဆင်းနေတာကြောင့်ပြည်တွင်း73စီဈေးနှုန်းတွေလည်းလိုက်ပါကျဆင်းလာသလိုအခုရပ်ပိုင်းမှာဈေးနှုန်းအနေငယ်တက်လာတာကြောင့်ပြည်တွင်း73စီဈေးနှုန်းတွေလည်းပြန်လည်မြင့်တက်လာတယ်လို့ဆိုပါတယ် ဈေးကွက်ထဲမှာတော့ဒေတာအလိုက်73စီလိုအပ်ချက်ကိုပြည့်မီအောင်အချိန်မီပို့ဆောင်ဖြန့်ဖြူးပေးနေပြီးအစဉ်ပြေချုံးမွေစွာလိုအပ်သလိုဝယ်ယူသုံးစွဲနိုင်တယ်လို့73စီတင်သွင်းတိုးလောင်းဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကနေအတည်ပြုထားပါတယ်။ ်ထားအပြင်အရန်ဆက်သုံးစီတိုးလောင်ထားရှိမှုအနေနဲ့ရဲတရပတ်နှစ်ပတ်စာခန့်ရှိပြီးပြည်ပကနေဆက်သုံးစီတင်တင်မောထွေလဲအဆက်မပြတ်ပုံမှန်ဝင်ရောက်နေတယ်လို့လဲဆိုထားပါတယ်အခုတပတ်ရှင်ညုံစေးတွေကထော့92တလီတာကို2880ကျပ်95တလီတာကို1925ကျပ်ဒီဇယ်စီတလီတာကို2440ကျပ်ပရီမီယံဒီဇယ်စီတလီတာကို3015ကျပ်အထိဈေးနှုန်းအသီးသီးရှိနေတယ်လို့သိရပ ပါထေရှင်နိုင်ငံတကာသတင်းပုံဒီနဲ့ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါတဘောသူညီချက်ကျင့်သုံးရန်ကမ္ဘာအကျန်းမာရေးညီလာခံဆုံးဖြတ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် WHO မှဆုံးဖြတ်ပိုင်းခွင့်အမြင့်ဆုံးအဖွဲ့ဖြစ်တဲ့ကမ္ဘာ့ကျန်းမာရေးညီလာခံ WHO ဟာကယောဂါကြိုတင်ပြင်ဆင်မှုတိုးတက်စေရန်ဆွစ်ဇလန်ဂျနီဖာမှတမိုင်းဝင်ကမ္ဘာလုံးဆိုင်ရာကယောဂါသဘောတူညီချက်ကိုအင်္ဂါနေ့ကကျင့်သုံးလိုက်ပါတယ်။ ကက်ယောဂါဆောင်ကြည်ရေးကာကွယ်ရေးတုံ့ပြန်မှုများအတွက်လက်ရှိစနစ်များကိုပပေါင်းဆောင်ပြင်ဆင်ဖို့ရည်ရွယ်ထေလုပ်ငန်းစဉ်အသစ်များအစပြုရေးနယ်ပတ်သက်ပြီးတင်ပြထားပါထေ WHO ကယောဂါသဘောတူညီချက်ဟာကမ္ဘာ့ကျန်းမာရေးသမိုင်းမှာအထင်ရှားဆုံးအောင်မြင်မှုတွေထဲကတစ်ခုအနေနဲ့လှုပ်ဆောင်သွားမှာဖြစ်တယ်လို့ WHO ညွှန်ကြားရေးမှူးချုပ် Tedros Adhanom Ghebreyesus ကပြောသွားပါတယ်။ ကိုဗစ် -19 ကပ်ရောဂါရိုက်ခတ်မှုများကြောင့်အဆိုးရွားထွေး၃နှစ်ကျော်ကြာအောင်အပြင်းထန်ဆွေးနွေးခဲ့ကြပါအထိအထူးကအခက်ခဲကနောက်ထပ်ကပ်ရောဂါထွေးမှာဖွံ့ဖြိုးပြီးနိုင်ငံများအနေဖြင့်ဤပညာများကို ဖွံ့ဖြိုးဆဲနိုင်ငံများနဲ့မျှဝေလောင်အောင်စီယုံပြောဆိုရတာဖြစ်ပါအထိ ကောက်ခွဲဆေးတွေနဲ့အခြားဆောင်ရွက်ချက်များတို့မြင်လှုပ်ဆောင်သွားနိုင်ဖို့ဒီသဘောတူညီချက်ကအကူအညီဖြစ်စေမယ်လို့ကညာကျန်းမာရေးဝန်ကြီးဌာနမှလက်ထောက်ညွှန်ကြားရေးမှူးချုပ်ကပြောပါတယ် WHO အဖွဲ့ဝင်နိုင်ငံတွေကကယ်ရောဂါသဘောတူညီမှုကျင့်သုံးရေးရအတွက်ဖြည့်ရှင်းဆုံးဖြတ်ချက်ကိုတနင်္လာနေ့ကအစည်းအဝေးမှာအတည်ပြုလိုက်ပါတယ်သဘောတူညီချက်ညှိနှိုင်းရေးမှာတရုတ်ကတက်ကြွစွာပအဝင်လှုံရှားထားတယ်လို့တရုတ်ကိုယ်စားလှယ်အဖွဲ့ကပြောပါတယ် သရထက်ကလာမယ့်9နှစ်အတွင်း WHO ထံနောက်ထပ်ဒေါ်လာအသန်း5ရာပေးသွားမယ်လို့ဆိုပါတယ်။ယခုနှစ်အစောပိုင်းအမေရိကန်သမ္မတဒေါ်နယ်ထရန့်အဆိုအရကအမေရိကန်ကိုကုလသမဂ္ဂထံကနေနောက်ထပ်ရန်ဆုံးဖြတ်ပြီးနောက်ကုလဟာနှစ်စဉ်အ30ရက်ဒေါ်လာအသန်း600လိုအပ်နေပါတယ်လို့သိရပါတယ်ရှင်။ ယခုတင်ဆက်ပေးခဲ့တာကတော့ရန်ကုန်တိုင်းစီရဲ့နေစဉ်သတင်းရအစီအစဉ်တွေပဲဖြစ်ပါသေး။ကြီးစုအားပေးခဲ့ကြောင်းသူများအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်။ကျမကတော့ညမိုးထပ်ပါ။